လန်ဒန်မှာဘာကြောင့်၄ဒိတ်၆ခုအထိရှိနေရတာလဲပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကဒူးကြောင်ဆံပြားကြောင်းရများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နှစ်တွေကြာလာတာနဲ့မျှကမ္ဘာတဝန်းကမြို့ကြီးပြကြီးတွေမှာ၄ဒိတ်တစ်ခုတည်းပို့ပြီးထားရှိလာခဲ့ကြပါတယ်ချီကာဂိုဘေကျင်းနဲ့ပဲရစ်တို့ဆိုရင်၄ဒိတ်နှစ်ခုစီရှိကြပြီးလေဆိပ်တစ်ခုကတော့နိုင်ငံတကာလေကြောင်းလိုင်းကအီယာမလီယင်ကြီးတွေစဉ်သက်ပြန်တန်းနိုင်အောင်ကြီးကျယ်ခမ်းနားစွာပြုလုပ်ထားပါတယ်။ ဒါပေမဲ့လန်ဒန်ကတော့၄သိန်း6ခုအထိတောင်မှရှိနေပါတယ်။ဂတ်တဝေးဟယ်ရို လူတန်စတန်စတက်စောက်တန်းနဲ့လန်ဒန်စတဲ့နေရာတွေမှာ၄သိန်း6ခုအထိရှိနေခဲ့တာပါ။၄သိန်း6ခုမှာ၄ခုကတော့လန်ဒန်မြို့ပြင်မှာတည်ရှိပြီးဟက်ထရိုးနဲ့လန်ဒန်မြို့တော်၄သိန်းကတော့လန်ဒန်မြို့တွင်းမှာတည်ရှိပါတယ်။လန်ဒန်ကဘာဖြစ်လို့များအခြားမြို့ကြီးတွေနဲ့မတူပဲ၄သိန်း6ခုအထိရှိနေရတာလဲ။ဒီနေ့ဗီဒီယိုထဲမှာတော့ဒီအကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ လန်ဒန်ထက်ပိုကြီးတဲ့မြို့ကြီးတွေတောင်မှလေဆိပ်တစ်ခုနှစ်ခုလောက်ပဲရှိကြတာပါလန်ဒန်မှာတော့လေဆိပ်6ခုတီတောင် ရှိပါတယ်ဒါကအကြောင်းရှိပါတယ်ဒုတိယကမ္ဘာစစ်တုန်းကဗြိတိန်လေတက်ဟာလေတက်အခြေစိုက်စကန်တွေဖြစ်နေအသုံးပြုဖို့အတွက်တိဆောက်ခဲ့ကြတာပါစစ်ပွဲကြီးပြီးဆုံးသွားတဲ့အချိန်မှာတော့ဒီလေတက်အခြေစိုက်စကန်တွေကိုအများပြည်သူတည်ယူပို့ဆောင်ရေးလေရင်ခွင်းတွေဖြစ်ပြောင်းလဲပစ်ခဲ့ကြပါတယ်ဟက်ထရိုလီဆိပ်ကတော့နံပါတ်1အနေနဲ့ပြောင်းလဲခံခဲ့ရပါတယ်နေ့နှဲငယ်ကြာမှာတော့ဟက်ထရိုလီဆိပ်ကိုအထောက်အကူပြည့်စုံနိုင်ဖို့အတွက် နောက်ထပ်လေဆိပ်တစ်ခုတည်ဆောက်မှဖြစ်မဲ့အနေအထားကိုရောက်ရှိလာခဲ့ရပါတယ်။ဒီလိုနဲ့ကက်သွေးလေဆိပ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီခေတ်ကလေကြောင်းအသုံးပြုပြီးခီးသွွာလာမှုတွေအများများပြားလွန်းတာကြောင့်ဒီလေဆိပ်တစ်ခုတည်းနဲ့မလုံလောက်တော့တဲ့အခြေအနေမျိုးဖြစ်လာခဲ့ရပါတယ်။ဒါကြောင့် Standard မှာနောက်ထပ်လေဆိပ်တစ်ခုထပ်မံပေါ်ဆောင်ခဲ့ရပါတယ်။လေဆိပ်တွေအခုလိုမျိုးအများကြီးတည်ဆောက်ရတာလွယ်ကူတဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။အခြားမျိုးကြီးပြားကြီးတွေမှာဆိုရင်လေဆိပ်တစ်ခုတည်းနဲ့တောင်နိုင်နေမှုရှိအောင်အတော်လေးစီမံဆောင်ရွက်နေကြရတာပါ။ လန်ဒန်မှာခုလိုမျိုးလေဆိပ်၃ခုအထိရှိလာခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း60လောက်ကလေးကဖြစ်ပါတယ်။အကြောင်းရင်းကတော့ Hetro လေဆိပ်နဲ့ Gateway လေဆိပ်တို့ဟာပုံမှန်ထက် area ပုံမိုတိုင်းနေပါတယ်။အဆိုပါလေဆိပ်နှစ်ခုစလုံးဟာလူနေရပ်ကွက်နဲ့စက်မှုဇုန်တွေဝန်းရံထားတာကြောင့်လေဆိပ် area ကိုထပ်မံချဲ့ထင်ဖို့အတွက်လည်းအဆင်မပြေပြန်ပါဘူး။ဒါကြောင့်လေကြောင်းလိုင်းတွေကိုခွဲပြီးဆင်းသက်စေနိုင်အောင်လို့မြို့တော်ရဲ့မြောက်ဘက်မှာလေဆိပ်နောက်တစ်ခုထပ်မံပေါ်ဆောင်ရမယ်လို့အာနာပိုင်တွေကဆုံးဖြတ်ခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့လူတန်လေစိတ်ကိုထပ်မံအကောင့်ထဲပေါ်ခဲ့ကြပြပါမယ်။ဒီလိုနဲ့လေချောင်းခီးစင်တွေများပြားလာလိုက်လေစိတ်အင်အားကမလုံလောက်တော့လို့နောက်တစ်ခုထပ်မံအကောင့်ထဲပေါ်လိုက်နဲ့လန်ဒန်မှာလေစိတ်6ခုအထိဖြစ်လာခဲ့ရပါတယ်။တကယ်တော့အခြားသောမြို့ကြီးပြည်ကြီးတွေမှာလေစိတ်တစ်ခုတိစောက်တော့မယ်ဆိုရင်မြေနေရာကိုအသေးချာရွေးချယ်ပါတယ်။အနာဂတ်မှာဖြစ်လာနိုင်မဲ့ဖြစ်နိုင်ခြေတွေကိုပါထည့်သွင်းတွက်ချက်ပြီးနေရင်ပြည်လန်းတွေထပ်မံတိုးချဲ့ဖို့နဲ့တာမီနယ်တွေထပ်ဆောက်ဖို့မြေနေရာအလုံးလောက်ထားရှိပြီးသားဖြစ်ပါတယ်။ဒါပေမဲ့လန်ဒန်ကတော့ဒီလိုမဟုတ်ခဲ့ပါဘူး။ ူတို့ရဲ့လေတက်အခြေစိုက်စကန်တွေကိုပဲလေစိတ်အဖြစ်တွင်ပြောင်းပြီးတော့လေချောင်းခီးစဉ်တွေများပြားလာလိုက်မနိုင်တဲ့အခါမှာလေစိတ်တစ်တွေထပ်မံတိုးချက်ဖွင့်လင်းလိုက်နဲ့အခုလိုမျိုးလေစိတ်က6ခုလောက်ထိရှိသွားခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့လေစိတ်တိုင်းကတော့နိုင်ငံတကာအဆင့်မီတွေကြီးပါဟဒရိုလီဒိတ်ဆိုရင်နေ့စဉ်ခီးစဉ်ပေါင်း1100ကျော်လောက်ကိုပြန်တန်းပြည့်စွဲပေးနေတယ်လို့လည်းသိရကြောင်းပါအဆုံးထိကြီးပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်